မင်္ဂလာပါခင်ဗျာကျွန်တော်ဒီတစ်ခါမျှဝေပေးသွားမှာကတော့ပုံစံခွန်တွင်မိမိအမိပေါက်အောင်ဘလို့ပြောင်းရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဦးစွာဝယ်ယူသူသည်မြို့နယ်မြေစည်ရင်းရုံးတွင်လေယာဉ်မြေလုတ်ပိုင်ခွင့်ရရှိသူအမိပြောင်းလဲပေးရန်လျှောက်လွှာပုံစံကိုကိုထုတ်ယူရပါမယ်ခင်ဗျာလျှောက်လွှာထုတ်ယူပြီးနောက်အချက်လက်တို့ကိုဖြည့်သွင်းပြီးလျှောက်ထားရပါမယ်ခင်ဗျာလျှောက်လွှာနဲ့အတူပုံစံခွန်မူရင်းနှင့်မှတ်ပုံတင်ထားသောအယောင်းဝယ်စာချုပ်ကိုပူးတွဲတင်ပြရပါမယ် မြို့နယ်မြေစီရင်ဥစည်းဌာနကအမှုတွဲဖွင့်လှစ်၍စုံစမ်းစစ်ဆေးပြီးနောက်မြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်။မြို့နယ်လေယာမြေစီမံခန့်ခွဲမှုအဖွဲ့ကထပ်မံစစ်ဆေးပြီးမိမိအမည်ကိုပြောင်းလဲခွင့်ပြုပေးမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒီလိုခွင့်ပြုပြီးနောက်မိမိဘက်မှမှတ်ပုံတင်ကြေးပေးသွင်းရမှာဖြစ်ပါတယ်။မှတ်ပုံတင်ကြေးပေးသွင်းပြီးရက်အနည်းငယ်ဆောင်ပြီးနောက်မိမိအမည်ပေါက်ပုံစံခုံကိုရရှိမှာဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်ဘ ഹു တုတရစေမဲ့ဥပဒေများကိုလည်းဆက်လက်မျှဝေပေးသွားပါမယ်ခင်ဗျာမိတ်ဆွေတို့သိချင်တာရှိရင်လည်းကွန်မန့်မှာမန့်ခဲလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်